ကဲအားလုံးမင်္ဂလာပါဒီနေ့မှာတော့ Double 11 skin တစ်ကောင်ကို Diamond တည်တန်းထည့်ပြီးတော့ဘယ်လိုမျိုးယူရမလဲဆိုတဲ့နည်းလမ်းလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့စိတ်ဝင်စားရဆိုရင် video လေးကို sound ကြည့်ဖို့တော့ကိုပြောချင်ပါတယ်။ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe မလုပ်ထားသေးဘူးဆိုရင် subscribe လုပ်ထားခဲ့ကြဖို့တော့ကိုတောင်းဆိုချင်ပါတယ်။ကဲဒါဆိုရင်တော့ video လေးကို start လိုက်ကြရအောင်။ဒီ video လေးကတော့ weekly pet limit ပြည့်နေတဲ့သူတွေအတွက်ရိုးရိုး Diamond တွေပဲထည့်ပြီးတော့ဂုံစင်းလို့ရမယ့်နည်းလမ်းလေးကိုလုပ်ပေးတာပဲဖြစ်ပါတယ်။ အဲ့တော့ bro အနေနဲ့ weekly ban limit မပြည့်ဘူးဆိုရင်တော့ weekly ban နဲ့ကုန်ဆင်းနေတယ်ဆိုရင်ကျွန်တော် channel လေးမှာ weekly ban နဲ့ကုန်ဆင်းတဲ့နည်းလမ်းလေးကိုလည်းတင်ပြရပါတယ်။အဲ့တော့ bro အနေနဲ့အဲ့ဒီ video လေးကိုလည်းတွားကြည့်ပြီးတော့ weekly ban နဲ့လည်းကုန်ဆင်းလို့ရပါတယ်။ bro အနေနဲ့အဆင်ပြေတဲ့နည်းလမ်းနဲ့ကုန်ဆင်းဖို့တော့ကိုပြောချင်ပါတယ်။ကဲဒါဆိုရင်တော့ကျွန်တော်ရဲ့ဇာတ်လေးကိုစပြီးတော့ပြပြပါမယ်။ bro အနေနဲ့ဒီဇာတ်လိုချင်တာပဲဖြစ်စေအဲဒီ video ထဲမှာပြောရတဲ့ဟာကိုမရှင်းတာပဲဖြစ်စေ ျွန်တော်ရဲ့ Telegram မှာလာရောက်ပြီးတော့မေးမြန်းနိုင်ပါတယ်ဒီ video ရဲ့ comment တွေမှာလည်းဝင်ရောက်ပြီးတော့မေးမြန်းနိုင်ပါတယ်ဒါဆိုရင်တော့ဇေယျလေးကိုစပြီးတော့ပြပေးပါမယ်။ဇေယျလေးကတော့ကျွန်တော်အခုပြရတဲ့ပုံစံတိုင်းလေးပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဇေယျလေးကိုတခြားလောက်ရှင်းပြပေးပါမယ်။ဒီဇေယျလေးကိုစပြီးတော့ရှင်းပြရမယ်ဆိုရင်တော့ဒီ event က17လပိုင်း9ရက်နေ့မှာရောက်လာမှာဖြစ်ပြီးတော့ bro အနေနဲ့ double 11 skin တစ်ကောင်ပဲကုန်းစစ်မှာဖြစ်တဲ့အတွက် bro အနေနဲ့ဒီ event ဆက်ဆက်ရောက်ခြင်းရက်ဒီမှာဘာမှတော့လုပ်စရာမလိုဘူး။ အဲ့တော့9ရက်နေရပြီးတော့6ရက်နေဒီကိုဘာမှမလုပ်နဲ့ပြီးွားရင်9ရက်နေရောက်ပြီဆိုရင်တော့ free token phase 1လာပြီဖြစ်တဲ့အတွက် diamond 600ထည့်ရမှာပဲဖြစ်ပါတယ်ပြီးွားရင်တော့ mega drop ဖန်တဲ့ကို diamond 10လုံးနဲ့တစ်ခုဝယ်လိုက်ရပါမယ်ပြီးွားရင်တော့ daily 50% off နဲ့တစ်ချိန်လှည့်ရပါမယ်ပြီးွားရင်အဲ first gen draw ကို50% off နဲ့တစ်ချိန်လှည့်ရပါမယ်အဲ့ဒါဆိုရင်တော့ free token 16ကလည်းရပါပါမယ်အဲ့ဒါဆိုရင်တော့ total draw ကအချိန်30ရသွားမှာဖြစ်ပြီးတော့ဘရိုးမှာကြမ်းမဲ့ diamond ကတော့ 40ပဲကျန်မှာပဲဖြစ်ပါတယ်ပြီးွားရင်တော့ဆက်တလာပိုင်းရှေ့ရနေရပြီးတော့ဆက်တလာပိုင်း73ရက်နေ့အထိကိုဘရိုနေနဲ့ဘာမှမလုပ်ပဲနဲ့ဒီတိုင်းနေလို့ရပါတယ်အဲ့ရဒီမှာဘာမှလုပ်စရာမလိုပါဘူးပြီးွားရင်တော့ဆက်တလာပိုင်း14ရက်နေ့ရောက်ပြီဆိုရင်တော့ free token phase 2လာပြီဖြစ်တဲ့အတွက် diamond 600ကိုထပ်ပြီးတော့ထည့်ရပါမယ်ပြီးွားရင်တော့ daily 50% off နဲ့100ဒေါ်လဲရပါမယ်ပြီးွားရင်တော့ diamond 100သုံးပြီးတော့၅ချိန်လဲရမှာပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ bro နေနဲ့ free token 18ကန်ရသွားမှာဖြစ်ပြီးတော့ ဘရိုအနေနဲ့ total draw ကတော့54ချိန်ဖြစ်သွားမှာပဲဖြစ်ပါတယ်ဘရိုမှာကျမ်းမဲ့ diamond ကတော့ diamond က60ပဲကျမ်းမှာပဲဖြစ်ပါတယ်ဒီမှာဘရိုတခုမေးစရာရှိတာ diamond 100နဲ့ဘာလို့5ချိန်လက်ရတာလဲဆိုတော့အဲ diamond 900သုံးရမယ့် mission ရှိတာဖြစ်တဲ့အတွက် diamond 900သုံးသုံးမှရပါမယ်အဲ့ဒါမှာ free token 16ကကရမှာဖြစ်တဲ့အတွက် diamond 900သုံးသုံးရမှာပဲဖြစ်ပါတယ်အဲ့တော့အဲ့လိုမျိုးလှည့်လိုက်မယ်ဆိုရင်တော့ဘရိုနေ54ချိန်ရသွားမှာပဲဖြစ်ပါတယ် အဲကျွန်တော်ဒီ event ရဲ့ draw rate test တွေကိုလိုက်ပြီးတော့ကြည့်ရတော့လောက်ကတော့50 52 54လောက်မှာအဲ coin ရှေ့ရရကြတာမျိုးတွေကိုကျွန်တော်တွေ့ရပါတယ်အဲ့တော့ဒီ event အတွက်ကျွန်တော်54ချိန်ရအောင်လှည့်တဲ့နီးလေးကိုလုပ်ပေးတာပဲဖြစ်ပါတယ်54ချိန်ဆိုရင်တော့ coin ရှေ့ရရဖို့တော့ကိုသိကြပါတယ် cancel မှသာ bro နေအချိန်60လောက်ထိကိုလှည့်ရတာပဲဖြစ်ပါတယ် အဲ့တော့လိုရာပိုရာကတော့ Pro ဘာသာ Daily 50% off နေပဲကြည့်ပြီးတော့လှည့်လိုက်ဖို့တော့ကိုပြောချင်ပါတယ်။ကဲဒါဆိုရင်တော့ကျွန်တော်ထည့်လိုက်ရတဲ့ Diamond ပမာဏနဲ့မြန်မာငွေလေးကိုတစ်ချက်တော့တွေ့ပြပါမယ်။အဲကျွန်တော်ထည့်လိုက်ရတာကတော့ Diamond 600နှစ်ခါပဲထည့်လိုက်ရတာပဲဖြစ်ပါတယ်။ Diamond 600ကိုကျွန်တော်စီမံရောင်းနေစီရတော့3,500ဖြစ်ပြီးတော့နှစ်ခါထည့်လိုက်တာဆိုတော့ 9200ကျသင်းသွားမှာပဲဖြစ်ပါတယ်။အဲ့တော့9200နဲ့တပည့်11 second တကောင်ကိုရရှိမှာပဲဖြစ်ပါတယ်။ဒီ event ကဘာလို့ဈေးကြီးတာလဲဆိုတော့ recharge test ကြီးက900ဒီပါတာဖြစ်ပြီးတော့300တဲ့ diamond ကလည်း900ဒီပါတာဖြစ်တဲ့အတွက်ဒီ event ကဈေးကြီးသွားတာပဲဖြစ်ပါတယ်။အဲ diamond 250ဒီပဲ recharge ရမယ်ဆိုရင်တော့ဒီလောက်ဈေးကြီးမှာမဟုတ်ပါဘူး။ အဲ့ဒါပေမဲ့လည်းတပယ် level skin ဆိုတော့လေဘရိုတောင်းရတဲ့ပတ်စံတွေတော့တံမင်လို့တော့ထင်ပါတယ်ကဲဒီလောက်ဆိုရင်တော့ဘရိုနေနေလည်းဒီဇီယာလေးကိုရှင်းလောက်ပြီးတော့ထင်တယ်ဇီယာကတော့တော်တော်လေးဟိုမှာယူရှင်းတဲ့ဇီယာဖြစ်တဲ့အတွက်ဘရိုနေနေလည်းနားလည်လိမ့်မယ်လို့တော့ထင်ပါတယ်နားမလည်ဆိုရင်လည်းဒီ video ရဲ့ comment လေးမှာမေးလို့ရသလိုကျောင်းရဲ့ Telegram မှာလည်းလာရောက်ပြီးတော့မေးမြန်းနိုင်ပါတယ်အဲပြီးတော့ဒီဇီယာလေးကိုလိုချင်နေဆိုရင်လည်းကျောင်းရဲ့ Telegram မှာလာပြီးတော့တောင်းနိုင်ပါတယ် ကဲဒါဆိုရင်တော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဆုံးဖြတ်ကြည့်ပေးကြောင့်ရှင်းရှင်းလင်းလင်းကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆက်လက်ဆုံးဖြတ်ရပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်